မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာထဲကဝိညာဉ်စုကျေးဇူးများကို နားလည်ခြင်းအကြောင်းဝင်ငှခြင်းပါကျွန်တော်တို့သခင်ယေရှုနဲ့တမန်တော်ရဲ့အမှုတော်ဆောင်ခြင်းအကြောင်းကိုဖတ်တဲ့အခါဘာကိုအများဆုံးတတိပြုမိပါသလဲသူတို့ဟာလူနာတွေကိုအနာရောဂါညှိစီခဲ့တယ်နတ်ဆိုးတွေကိုနှင်ထုတ်ခဲ့တယ်အမွေတကိုးကြီးတဲ့အမှုတွေကိုပြုလုပ်ခဲ့ကြတယ်သူတို့ရဲ့အမှုတော်ဆောင်ခြင်းဟာတကိုးတော်နဲ့ထိတ်တိုက်တွေ့ဆုံခြင်းတွေနဲ့ပြည့်နေနေခဲ့ပါတယ် ကျွန်တော်တို့ထဲကအများစုကအဲ့ဒီလိုအမှုတော်မျိုးကိုစာငတ်တောင်းတကြပါတယ်။သခင်ယေရှုကိုယ်တိုင်ကရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14အငယ်17ထဲမှာငါကိုယုံကြည်သောသူသည်ငါပြုသောအမှုတို့ကို ပြုလိုက်မည်။ထိုအမှုထက်ကြီးမြတ်သော အမှုတို့ကိုလည်းပြုလိုက်မည်လို့ဂတိပေးခဲ့ပါတယ်။တို့တို့လုပ်ခဲ့သလိုကျွန်တော်တို့ဘလို့လုပ်နိုင်မလဲ။အဖြေကတော့ ဝိညာဉ်တော်စုကျေးဇူးများအဖြစ်ဖြစ်ပါတယ်တကောတော်နဲ့အမှုတော်ဆောင်ခြင်းဟာဝိညာဉ်စုကျေးဇူးတွေရဲ့လှုပ်ဆောင်မှုကနေအဓိကဖြစ်ပါတယ်ဒါကြောင့်တကောတော်နဲ့အမှုတော်ဆောင်ခြင်းသူတိုင်းဟာကောရင်သူအောင်ဟာရစာပထမစာဆောင်အခန်းကြီး7ထဲမှာပါတဲ့ဝိညာဉ်တော်ရဲ့ထင်ရှားပြသခြင်းစုကျေးဇူးကိုပါကိုသေချာနားလည်ထားဖို့လိုအပ်ပါတယ်ဒါကိုကျွန်တော်အဓိက အပိုင်း၃ပိုင်းခွဲပြီးဖော်ပြသွားပါမယ်ပထမပိုင်းမှာတော့ ဝိညာဉ်စုကျေးဇူးဆိုတာဘာလဲဒုတိယပိုင်းမှာဝိညာဉ်စုကျေးဇူး၉ပါးကဘာတွေလဲနောက်ဆုံးပိုင်းမှာတော့အဲ့ဒီဝိညာဉ်စုကျေးဇူးတွေကိုတကောတော်နဲ့အမှုဆောင်ခြင်းမှာဘလို့အသုံးပြုမလဲပထမဆုံးအနေနဲ့ဝိညာဉ်စုကျေးဇူးဆိုတာဘာလဲခမီးတော်ဤအလိုတော်ကိုပြီးမြောက်စေရန်တန်ရှင်သောဝိညာဉ်တော်မှတဆင့်ဝိညာဉ်တော်နဲ့ပြည့်ဝသောယုံကြည်သူများထံလွှဲပြောင်းပေးသည့်တဘာဝနှုတ်ပိတ်သိက်ခြင်းများဖြစ်ကြသည် ဒီအတိတ်ပဲဖွင့်ဆိုချက်မှာအရေးကြီးတဲ့အချက်တွေပါပါတယ်တဘာဝလိုဗိတ်သိက်ပေးခြင်းဒါဟာကျွန်တော်ရဲ့ပင်ကို အရေးချင်းသင်ယူထားတဲ့ပညာမဟုတ်ပါဘူးဒါဟာဘုရားသခင်ရဲ့ ဝိညာဉ်တော်ကနေလာတာပါလွှဲပြောင်းပေးတယ်ဒါဟာကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါဘူးဒါလိုအပ်တဲ့အခြေအနေတစ်ခုကျင်းစီမှာဘုရားသခင်ကကျွန်တော်တို့ကိုလွှဲပြောင်းပြီးအသုံးပြုခွင့်ပေးတာပါဝိညာဉ်တော်နဲ့ပြည့်ဝသောယုံကြည်သူများမှတဆင့်ဒီစုကျေးဇူးတွေဟာ တန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာခံယူပြီးတန်ရှင်သောဝိညာဉ်တော်နှင့်အတူအသက်ရှင်နေသူတွေစီကနေစီးစင်းတာပါခမီးတော်ဤအလိုတော်ကိုပြီးမြောက်စေဖို့ရန်ဒီစုကျေးဇူးတွေဟာကျွန်တော်တို့ရဲ့အကြံစီကျွန်တော်တို့ရဲ့နာမည်ကြီးမှုအတွက်မဟုတ်ပဲဖခင်တခင်ရဲ့အလိုတော်ကိုပြီးမြောက်ဖို့အသင်းတော်ကိုတည်ဆောက်ဖို့နိုင်ငံတော်ကိုကျယ်ပြန့်စေဖို့အတွက်ဖြစ်ပါတယ် ကောရင်သူဩဝါဒစာပထမစာဆောင်ခန်းကြီး7နှစ်အငယ်8ကနေ10မှာဝိညာဉ်စုဂျေစုကိုးပါးကိုအုပ်စု3စုခွဲခြားနိုင်ပါတယ်ပထမအုပ်စုကတော့ပေါ်ပြခြင်းဆိုင်ရာစုဂျေစုများအုပ်စုဖြစ်ပါတယ်ဒါတွေကဘုရားသခင်ရဲ့စိတ်တဘောတော်ကိုသိရှိဖို့ပေးတာပါပညာတရားဘုရားသခင်သိတဲ့အရာတွေကအစိတ်ပိုင်းတစ်ခုကိုပေါ်ပြပေးတာထိုးထွင်းခြင်းတရား ဘုရားသခင်ရဲ့ဉာဏ်ပညာထဲကအစိတ်ပိုင်းတစ်ခုကိုဖော်ပြပေးတာအခြေအနေတစ်ခုကိုဘယ်လိုကင်တွင်ရမလဲသိတာစိတ်ဝိညာဉ်ကိုပိုင်းခြားခြင်းစုကျေစုလောက်ဆောင်နေတဲ့ဝိညာဉ်ဟာဘုရားသခင်စီကလားနတ်ဆိုးစီကလားဓမ္မမဟုတ်လူစိတ်သဘောတဘာဝလားဆိုတာကိုခွဲခြားသိမြင်စေတာဖြစ်ပါတယ်နံပါတ်1အုပ်စုကတော့ Prophet ပြုခြင်းဆိုင်ရာစုကျေစုများအုပ်စုဖြစ်ပါတယ်ဒါတွေကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြောဆိုဖို့ပေးတာပါ ပရောဖက်ပြုခြင်းစုခြင်းစုဖယားသခင်စီကတရင်စကားကိုဝိညာဉ်တော်မှုတ်သွင်းမှုနဲ့ပေါ်ထုတ်ပြောဆိုတာအမျိုးမျိုးသောဘာသာစကားပြောခြင်းပြောဆိုသူမသိတဲ့ဘာသာစကားနဲ့ဖယားသခင်ထံဆုတောင်းခြင်းကိုပြောဆိုတာဘာသာစကားများကိုအ내ပြန်ဆိုခြင်းပြောတဲ့သူမသိတဲ့အမျိုးမျိုးသောဘာသာစကားရဲ့အ내အိပ်ပယ်ကိုဘာသာပြန်တာပါတတိယအုပ်စုကတော့တကိုးတော် နဲ့ဆိုင်ရာစုကျေးဇူးများအုပ်စုဖြစ်ပါတယ်ဒါတွေကဘုရားသခင်အမှုတော်ကိုပြုလုပ်ဖို့ပေးတာပါယုံကြည်ခြင်းစုကျေးဇူးဘုရားသခင်တတ်မှတ်ထားတဲ့အမှုတစ်ခုပြီးမြောက်ဖို့တဘာဝလုံးယုံကြည်ခြင်းရုပ်တရက်ရှိလာတာအနာယောဂငြိမ့်စေခြင်းစုကျေးဇူးအနာယောဂရှိတဲ့သူတွေကိုဝိညာဉ်တော်တကောနဲ့ကုသငြိမ့်စေတာတကောပြသောစုကျေးဇူးဘုရားသခင်ရဲ့အထူးအမှုတော်တစ်ခုအတွက်ဘုရားသခင်ရဲ့တကောတော်ကိုထုတ်လွှင့်တာနောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီဝိညာဉ်စုခြေစုများကိုဘလို့အသုံးပြုမလဲပထမဆုံးဟောပြခြင်းဆိုင်ရာ စုခြေစုများကနေအစပြုပါတယ်ကျွန်တော်တို့ဟာဘုရားသခင်အမှုတော်ကိုမလုတ်ခင်ဘုရားသခင်ရဲ့စိတ်တော်ကိုသိဖို့လိုပါတယ်သခင်ယေရှုကိုယ်တိုင်ကခမီးတော်ပြုတော်မူသည်ကိုတားတော်သည်မြင်သည့်အတိုင်းသာပြုတတ်၏လို့ပြောခဲ့တယ်စိတ်ဝိညာဉ်များကို ပိုင်းခြားသိမြင်ခြင်းဆိုရက်စုခြေစု တခါတော့ကဧဝံဂေလိဆရာကြီးစမစ်ဝေါ်ဂန်စဝတ်ဆိုတဲ့ပုဂ္ဂိုလ်ကနားမကြားတဲ့လူနှစ်ယောက်အတွက်သူဆူတောင်းပေးတယ်ပထမလူကိုတော့အနာရောဂါငြိမ်းပါစေလို့ပြောလိုက်တယ်ဒုတိယလူကိုနားမကြားစေတဲ့ဝိညာဉ်ထွက်သွားလောလို့အမိန့်ပေးလိုက်တယ်ချက်ချင်းနားပြန်ကြားသွားတယ်ဘာလို့မတူတာလဲမေးတော့သူကနတ်ဆိုးတွေကိုမကုသဘူးနှင်ထုတ်ရတယ်လို့ ပြန်ဖြေခဲ့တယ်။သူဘလို့တိခဲ့တာလဲစိတ်ဝိညာဉ်များရဲ့ပိုင်းခြားသိမြင်ခြင်းစုကျေစုကြောင့်ပါ။ကျွန်တော်တို့ဟာလူတယောက်ဘာလို့နာမကျန်းဖြစ်နေတယ်လဲ။တဘာဝယောဂလားနတ်ဆိုးဘေးဒဏ်လားဆိုတာကိုမသိဘဲနဲ့တကိုးတော်ကိုထိရောက်စွာအတုံးချနိုင်မှာမဟုတ်ပါဘူး။ဒုတိယအုတ်စုဖြစ်တဲ့ Prophet ပြုခြင်းဆိုင်ရာစုကျေစုများကတည်ခံပါတယ်။တတိယစုကျေစုအုတ်စုဖြစ်တဲ့တကိုးတော်ဆိုင်ရာစုကျေစုများကတကားဖွင့်ပေးပါတယ်။ ဒါဟာဧဝံဂေလိတရားအတွက်အထင်ရှားဆုံးအသုံးပြုမှုပါတမန်တော်ထုခန်းကြီး၉မှာပေတရုကလူတရမြို့မှာ လေဖြတ်နေတဲ့သူကို သခင်ယေရှုခရစ်တော်သည်တင့်ကိုအနာငိမ့်စေတော်မူ၏လို့ပြောပြီးကုသလိုက်တယ်အဲ့ဒီတကောတော်ဆိုင်ရာစုဂျေစုထင်ရှားမှုရဲ့ရလတ်ကပါလေအဲ့ဒီမြို့မှာနေတဲ့သူတွေကအနာယောဂငိမ့်သွားတဲ့သူကိုမြင်တွေ့ကြပြီးတော့ဘုရားသခင်ထံပြောင်းလဲလာကြတယ် ဒေတာတစ်ခုလုံးနိုးထမှုရသွားတယ်တကိုးတော်ထင်ရှားခြင်းကအေးဝင်ကလေးတရားအတွက်နှလုံးသားတကားတွေကိုဖွင့်ပေးခဲ့ပါတယ်ဒီဝိညာဉ်စုကျေးဇူးတွေကဗိတ်သိက်ပေးခြင်းအနေနဲ့လာတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီဗိတ်သိက်ပေးခြင်းကိုဘလို့လက်ခံပြီးသုံးပြုမလဲအဓိကအချက်နှစ်ချက်ရှိပါတယ်ဗိတ်သိက်ပေးခြင်းဟာနာခံသည့်အချိန်တွင်တက်ရောက်လာပါတယ်တမန်တော်ဝတ္ထုခန်းကြီးကအငယ်32ကဝိညာဉ်တော်ကိုနာခံတော်သူတို့အားပေးသနာတော်မူဤလို့ ဆိုထားတယ်ကျွန်တော်တို့ဟာဗိသိက်ပေးခြင်းလာဖို့ထိုင်ဆောင်နေလို့မရပါဘူးဖျားသခင်ကကျွန်တော်တို့ကိုတည်တည်ခံဖို့တိုက်တွန်းတယ်ကျွန်တော်တို့ကနာခံပြီးစတင်တည်တည်ခံတဲ့အခါအဲ့ဒီနာခံမှုပြုလုပ်တဲ့အချိန်မှာဗိသိက်ပေးခြင်းကစတင်စီးဆင်းလာပါတယ်ဆုတောင်းဖို့နှုတ်ကပတ်တော်ဖတ်ဖို့နာခံတဲ့အခါဝိညာဉ်တော်ကထိုးထွင်းတဲ့ဉာဏ်ဗိသိက်ပေးပါတယ်ဗိသိက်ပေးခြင်းဟာယုံကြည်ခြင်းလှုပ်ဆောင်မှုတစ်ခုအဖြစ်တက်ရောက်လာပါတယ်ယုံကြည်ခြင်းဟာခလုတ်နဲ့တူပါတယ်နာခံမှုကြောင့်ဗိသိက်ပေးခြင်း တကိုးကရောက်လာပြီဒါပေမဲ့အဲ့ဒီတကိုးကိုတက်ရောက်စီဖို့ယုံကြည်ခြင်းခလုတ်ကိုနှိပ်ရပါတယ်တမန်တော်ဝတ္ထုခန်းကြီး၃မှာပေတယုကခြေမစွမ်းသူကိုထား၍လှမ်းသွားလောလို့ပြောယုံတယ်မဟုတ်ပါဘူးသူကအဲ့ဒီလူနာရဲ့လက်ကိုဆွဲ၍ထူလိုက်တယ်အဲ့ဒါယုံကြည်ခြင်းရဲ့လှုပ်ဆောင်မှုပါပဲအဲ့ဒီခဏမှာပဲအနာရောဂါငြိမ်းချင်းစုကျေစုကတက်ရောက်ပြီးအဲ့ဒီလူရဲ့ခြေတော့ဟာပြန်ပြီးတမ်မာသွားတာကိုတွေ့ရပါတယ် အခုကျွန်တော်ပြောသွားတဲ့အရာတွေကိုပြန်ပြီးတော့ပြန်ညှုံးချုပ်ပါတကိုးတော်နဲ့အမှုတော်ဆောင်ခြင်းဟာလှုပ်ဝက်ဆန်းကြယ်တဲ့အရာတစ်ခုမဟုတ်ပါဘူးဒါဟာဖျားသခင်ကကိုရော့အလိုတော်ကိုပြီးမြောက်ဖို့ကျွန်တော်တို့ကိုပေးထားတဲ့မရှိမဖြစ်ကရိယာတစားတွေဖြစ်ပြီးဝိညာဉ်စုကျေးဇူးတွေကိုအသုံးပြုခြင်းဖြစ်ပါတယ်ကျွန်တော်တို့မှာဖျားသခင်ရဲ့စိတ်တော်ကိုတီးဖို့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြောဖို့ပြီးတော့ဖျားသခင်ရဲ့အမှုတော်ကိုလုပ်ဖို့ လိုအပ်တဲ့ကိရိယာတစားဝိညာဉ်စုကျေစုများအစုံလင်ရှိပါတယ်ဒါပေမဲ့ဒီကိရိယာတွေဟာတစ်တာထဲမှာထဲထားယုံနဲ့အလုံးမဖြစ်ပါဘူးကျွန်တော်တို့ဟာဝိညာဉ်တော်ရဲ့တိုက်တွန်းမှုကိုနာခံခြင်းနဲ့ခြေတလန်းနှံ့ရပါမယ်ပြီးတော့ကိုရော အမှုပြုလိုက်မယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ခြေလန်းလှမ်းဖို့လိုပါတယ် ညီကိုမောင်နှမတို့သခင်ယေရှုကငါပြုတ်သောအမှုထက်ကြီးမြတ်သောအမှုတို့ကိုပြုလိုက်မယ်လို့ဂတိပေးခဲ့ပြီးပါပြီအဲ့ဒီဂတိတော်ပြည့်စုံဖို့အတွက်ကျွန်တော်တို့ကို အပ်ပေးထားပြီးသားဝိညာဉ်စုယေရှုများကိုနားလည်ပြီးဝိညာဉ်တော်ရဲ့လမ်းညွှန်မှုအတိုင်းရဲရဲစွာအသုံးပြုဖို့လိုပါတယ်ကျွန်တော်တို့အတူတကွဆုတောင်းကြပါစို့ အဖဖရာသခင်ကိုရောရဲ့နိုင်ငံတော်ကိုကျေပြန့်ဖို့ကိုရောရဲ့အလိုတော်ကိုပြီးမြောက်စေဖို့ကျွန်တော်တို့ကိုတဘာဝလုံးပိတ်သိပ်ပေးခြင်းတွေဖြစ်တဲ့ဝိညာဉ်စုကျေးဇူးတွေပေးသနာတဲ့အတွက်ကျေးဇူးတင်ပါတယ်ကိုရောအချိန်များစွာမှာဒီစုကျေးဇူးတွေကိုကျွန်တော်တို့နားမလည်ခဲ့လို့ကြောက်ရွံ့ပြီးအတုံးမပြုတ်မိခဲ့တာတွေကိုခွင့်လွှတ်တော်မူပါအခုချိန်မှာကျွန်တော်တို့အရောက်စီတိုင်းကိုဒီဝိညာဉ်စုကျေးဇူးကိုးပါးရဲ့အကြောင်းကိုရှင်းလင်းစွာနားလည်နိုင်သောဉာဏ်ပညာကိုပေးပါ ကိုရောရဲ့စိတ်သဘောကိုသိနိုင်ဖို့ကိုရောရဲ့စကားကိုပြောနိုင်ဖို့ကိုရောရဲ့အမှုကိုလုပ်နိုင်ဖို့ကျွန်ုပ်တို့ကိုဗိတ်သိက်ပေးတော်မူပါကျွန်တော်တို့ရဲ့အတ္တတာအသိတော်ဟာကိုရောရဲ့တကောတော်ကိုထင်ရှားစေတဲ့နေရာဖြစ်စီပြီးလူများစွာတို့ဟာကိုရောရဲ့ဘုန်းတော်ကိုမြင်တွေ့ပြီးကယ်တင်ခြင်းသို့ရောက်ရှိလာကြပါစေသခင်ယေရှုခရစ်တော်၏နာမတော်အဖြစ်ဆုတောင်းအပ်နံပါ၏အာမင်